အန်ဂီတာနဲ့ရိုဟန်တို့နှစ်ယောက်လုံးကတော့အွန်လိုင်းပေါ်မှာတွေ့ကြတာပါသူတို့လွန်ခဲ့6လလောက်ခရေကစကားပြောနေခဲ့ကြပေမဲ့အခုချိန်ထိ အပြစ်မှာတခါမှမတွေ့ရသေးပါဘူးနှစ်ယောက်လုံးကတမျိုးစီမှာနေထိုင်ကြတာဖြစ်တဲ့အတွက်တွေ့ခွင့်မရကြသေးရပဲဖြစ်ပါတယ်ဒါပေမဲ့6လလောက်စကားပြောဆိုပြီးရဲ့နောက်မှာတော့သူတို့လည်းတယောက်ကိုတယောက်တန်ရုံးစင်အရန်ကြီးနေခဲ့ကြပါဗျ။သူတို့တွေးဖို့အတွက်လည်းစူးစမ်းနေခဲ့ကြပါဗျ နောက်ဆုံးတရမတော့ရိုဟစ်ကလည်းအန်ဂီတာကိုတွဲချင်တဲ့အတွက်ကြောင့်မလို့သူနေထိုင်နေတဲ့မြို့လေးကိုအရောက်လာခဲ့ပါရယ်အန်ဂီတာကတော့ခစ်ဆန်တဲ့မိန်ကလေးတယောက်ဖြစ်ပါရယ်သူမအခုခေတ်ပုံစံအတိုင်းနေထိုင်ရတာကိုသဘောကျနှစ်သက်တဲ့သူလေးပါရိုဟန်ကတော့သူနဲ့နည်းနည်းလေးမှမတူတဲ့ရိုသားဖြောင့်မတ်တဲ့ကောင်းလေးတယောက်ပဲဖြစ်ပါရယ်နှစ်ယောက်သားပထမဦးဆုံးအကြိမ်တွေ့ဆုံတဲ့အချိန်မှာတော့စားတောက်ဆိုင်လေးဒီဇိုင်းမှတွေ့ကြပါရယ်ရိုဟန်ကြီးကျမတို့ရှင့်ကိုတွေ့ရတဲ့သဘောကျသွားပြီး ပုံလင်းမထက်ရှင်အများကြီးပို့လာတာပဲအပြင်မှာရှင်အများကြီးပို့ချော်ရဲတီလားကျေးဇူးအများကြီးတင်ပါတယ်အန်ဂီတာရဲ့တကယ်တော့မင်းလည်းဓာတ်ပုံထဲမှာထပ်စားလို့ရှင်တော့အများကြီးပို့လာတယ်ဒါနဲ့ရိုဟန်နီရှင်မိဘတွေကကျမတို့ရဲ့မင်္ဂလာဆောင်ကိုသဘောတူပါမလားရှင်တို့ကဖုန်းကြီးမျိုးနဲ့ဝင်တွေ့မလားပြီးတော့တတ်တတ်လွတ်စားကြရလေကျမတို့ကကြတော့မတူဘူးရှင်ကျမတို့ကအသားငါအားလုံးစားတယ်ကျမတို့မိသားစုဝင်တွေအကုန်လုံးကလည်းကျမတို့လိုမျိုးပဲလွတ်လွတ်လပ်လပ်ပဲနေတတ်တယ် ဟုတ်တယ်အမေငါတို့ဘယ်တော့မှသဘောတူမှာမဟုတ်ဘူးဒီအကြောင်းတွေကိုအခုသွားပြောလို့ကတော့အမေချင်းဒီပေါ်ညင်းဆန်ပြီးလှုပ်လိုက်ပါပဲအမေကအမေတို့နဲ့မျိုးရိုးတူတဲ့ဖုံးတော်ကြီးဝင်မိန်းကလေးတယောက်ကိုပဲလိုချင်နေရဒါဆိုရင်ရှင်ကျမနဲ့လက်ထပ်ဖို့အတွက်မစင်စားထားဘူးပေါ့နော်အဲ့လိုတော့မလုပ်ပါနဲ့ရှင်မကြိုက်ဘူးဆိုရင်တော့ကျမအသားငါးရီအကုန်လုံးကိုလက်လွတ်ပေးနိုင်ပါ रे ကျမတတ်တတ်လွတ်တမတယောက်ဖြစ်အောင်နေမယ်လေရှင်ဘာလို့ငိုနေရလဲမငိုပါနဲ့ငါမင်းကိုပဲချစ်တယ် ဒါပေမဲ့အမေကလက်ထပ်ပွဲကိုသဘောတူမလားသဘောမတူဘူးလားဆိုတော့ကိုတော့ငါလည်းမသိဘူးမသိဘူးရှင်မသိဘူးဒါရီအားလုံးကျမမသိချင်ဘူးကျမရှေ့ကိုချစ်တယ်အဲ့ဒါကြောင့်ရှင်ကျမကိုခိုးပြခြင်းခိုးပြလိုက်တော့ဒါမှမဟုတ်တရားရုံးကိုသွားပြီးကျမတို့လက်ထပ်ကြမယ်လေကျမရှင်နဲ့ပဲလက်ထပ်ချင်တယ်ရိုဟန်စီမှာရွေးချယ်စရာဘာမှမရှိတော့ပါဘူးတကယ်မှာတော့သူကိုယ်တိုင်ကလည်းဒီမိန်ကလေးကိုလက်လွတ်အောင်ရှုံမခံနိုင်ပါဘူးဒါကြောင့်သူလည်းမိဘတွေမသိအောင်ဒီမိန်ကလေးနဲ့တိတ်တိတ်လေးလက်ထပ်လိုက်ပါတယ်လက်ထပ်ပြီးနောက်မှာတော့နှစ်ယောက်လုံးအိမ်ကိုရောက်လာကြပါတယ် မိခင်ဖြစ်သူကသားနဲ့ချွေးမကိုတွေ့ရတဲ့အတော်လေးလမ်းဖြန့်သွားတာပေါ့။အိုဖီးယားသခင်ဒါဘာရီဖြစ်လာခဲ့ကြတာလေ။အမေကျွန်တော်တို့နှစ်ယောက်လက်ထပ်ခဲ့ကြတာပါ။ဘာပြောရဲ။နင်လက်ထပ်ခဲ့ရဟုတ်လား။နင်အတော်လေးကိုယုံမာတာပဲ။ဒါဘလို့လုပ်ခဲ့တာလဲ။နင်လက်ထပ်လိုက်ပြီးငါ့ကိုအကြောင်းမကြားပါမကြားနဲ့။နင်မိင်္ဂလာဆောင်ကိုတက်ရောက်ခွင့်တော့ငါမှမရှိခဲ့ဘူး။ဒီနေ့ခေတ်ကလေးတွေအကုန်လုံးရဲ့အခြေအနေကိုလည်းကြည့်ပါဦးမိဘတွေကိုလူရအောင်မသွင်းကြတော့ဘူးငါတို့ကြောင်ထိုးထားကြတယ်အဲ့လိုမဟုတ်ပါဘူးအမေရဲ့ အမေသဘောမတူဘူးဆိုတော့ကိုကျွန်တော်ကြိုသိနေလို့သူနဲ့လက်ထပ်ခဲလိုက်တာလေအမေကကျွန်တော်တို့လိုမျိုးဖုန်းကြီးမျိုးနဲ့ဝင်မင်းကလေးတယောက်ကိုပဲရှာစေချင်တာမလားသူကအမေလိုချင်တဲ့မင်းကလေးပုံစံမဟုတ်ဘူးဘာပြောရဲဒီမင်းကလေးကငါတို့နဲ့မျိုးရမတူဘော့တီးပြီးတီးပြီးတီးပြီးဒီမင်းမတကယ့်ကိုမင်းမရောက်ပဲသူရဲ့မာယာကြောက်ကွယ်နေတဲ့နေ့ကိုဖမ်းဆခဲ့ပေါ့နေရတော့ပထမတွေကအလောက်ထိတွေ့တာမဟုတ်ဘူးဒီမင်းမရဲ့မာယာရဲ့မျောပါသွားတာပဲဖြစ်ရမယ် မဟုတ်တာမေရဲ့ကျမတို့အတင်ပေးရင် तू ကလိုက်လို့မမမဟုတ်တာ तू ကနိုးဆော့ရွယ်ကလေးလည်းမဟုတ်ဘူးလေကျမပြောတဲ့အတိုင်း तू လောက်တာမဟုတ်ပါဘူး तू လည်းကျမကိုချစ်လို့အခုလိုမျိုးလက်ခံခဲ့ရပေါ့ဒီမင်္ဂလာဆောင်ကကျမတို့နှစ်ယောက်လုံးရဲ့သဘောတူညီစမ်းနာနဲ့လောက်ခဲ့ကြတာပါကြည်စမ်းကြည်စမ်းကြည်စမ်းဘလောက်ရှာရှည်နေလဲဆိုတော့အိမ်ကိုရောက်လာတာပဲရှိသေးရဲ့ငေါ့တခွမကြံပြန်ပြောနေရဲ့အမေရဲ့ကျွန်တော်တို့အခုမှလာတာလေအမေရဲ့ချွေးမလေးကိုလည်းအိမ်တဲလေးပါလေဝင်ခွင့်ပေးလိုက်ပါဦးမေရဲ့သူ့ကိုကြိုးစိုးပေးလိုက်အောင်လေအေးပါအေးပါ လာခဲ့မယ်။နေရောင်ကပြောနေလိုက်တာများစစ်ပွဲမှာအောင်ပြီးပြန်လာခဲ့တဲ့အချိန်ပဲ။မိခင်ဖြစ်သူကလည်းနေရောင်လုံးကိုပူစောပွဲပန်းလေးနဲ့ကျူစောပေးလိုက်ပါရီ။ကဲဒီမနဲ့တေးချနာတော့မနက်ပြန်ကြရင်စောစောထမနက်ပြန်နဲ့ပထမဦးဆုံးမိဖို့ခံနေဝင်ရမှာ။အချိန်နဲ့အဲ့ရကနေထတော့နောက်မကျစေနဲ့ဟဲ့နားလေလား။ဟုတ်ကဲ့ပါအမေရဲ့စိတ်ပူမနေပါနဲ့ကျမအချိန်နဲ့ပဲထမှာပါ။ကျမအရင်တည်းကမနက်အစောကြီးထတတ်တဲ့အချင်းရှိပါရဲ့။နောက်ကြတဲ့အထီးမအိပ်တတ်ဘူး။ကျမမနက်9:00ရေးဆိုလို့ရှင်တော့အိပ်ရာနေထနေကြ ဘာပြောရဲမနက်9:00နာရီမနက်9:00နာရီအဲ့ရာနေထားရတဲ့အချိန်လားဟဲ့မနက်9:00နာရီဆိုရင်တော့နေဖင်ထိုးနေပြီလေနေမနက်အစောကြီး6:00နာရီထောက်ရေမိုးချိုဖျားရှခိုးပြီးရင်တော့နေရပထမဦးဆုံးမိဖို့ကြောင့်ဝင်နေထုံးတက်အစင်လာအောင်လုပ်ရမယ်နောက်နေ့မှတော့ရကမပြောတဲ့စကားကိုနားထောင်ပြီးဒီမှာအစောကြီးထလာခဲ့ပေမဲ့ဘာချက်ရမလဲဆိုတော့ကိုနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်ကဲအချစ်ကလေးရဲ့ဒီနေ့ကပထမဦးဆုံးမိဖို့ကြောင့်လည်းဝင်ရမှာမလားတခုခုအစင်ပြောင်ချက်လိုက်လေကွာမင်းကိုယ်တိုင်ချက်ပြုတ်ထားတဲ့စားသောက်တွေကိုစားဖို့အတွက်ငါလည်းရင်ခုန်ဆိုင်လှူရှားနေပြီ ဒါနဲ့ပဲအရင်တုန်းကချက်ပြုတ်ထားတဲ့ဟင်းထမင်းတွေအမြဲတမ်းဓပုံရိုက်ပြီးတော့ပြနေကြမလားအဲ့ဒါတွေကိုပဲချက်လိုက်လေဓပုံနဲ့ကြီးရတာတော်တော်လေးအရသာရှိမဲ့ပုံစံပဲဒီနေ့အမှန်တကယ်စားတော့ခွင့်ရတော့မယ်ဘာဖြစ်နေရလဲမင်းုံကြီးရတာအရင်ကြောက်ရွံ့နေတဲ့ပုံစံမျိုးပဲဘာလို့ဒီလောက်တောင်မှကြောက်ရွံ့တောင်လှုပ်နေလဲဘာဖြစ်ရမှာလဲရှင်ကျမထမင်းဟင်းချက်တက်ဖို့ဘာတွေပြောနေရလဲမင်း Facebook မှာအမြဲတမ်းဓပုံတွေတင်နေပြီးတော့ထမင်းဟင်းချက်တက်ပြုတ်တတ်ဘူးလားအမြဲတမ်းအိန္ဒိယအစားအစာတွေတရုတ်အစားအစာပုံတွေတင်နေရလေအဲ့ဒါတွေအားလုံးကရောဘာတွေလဲ ။ဘာလဲကျမမချက်တတ်ပါဘူး။အင်္ဂါကျမတို့အိမ်မှာထမင်းဟင်းချက်ပြုတ်ပေးရသူရှိတယ်။သူချက်ပြုတ်ထားတဲ့ဟာတွေအကုန်လုံးကျမတမင်တက်တက်ကျမချက်ပြုတ်ထားတဲ့ပုံစံအတိုင်းတင်တာ။အမှန်တကယ်မှာတော့ကျမဘာမှမချက်တတ်ဘူး။ရိုတီတောင်ကောင်းကောင်းမလုပ်တတ်ဘူးရှင်။တကယ်ပဲမင်းကောင်လိန်ပြောခဲ့တာပဲ။ဘာလို့လိန်ပြောခဲ့ရတာလဲ။ငါကတော့မင်းနဲ့လက်ထပ်ပြီးသွားတဲ့ခါကျရင်ကောင်းကောင်းစားတော့ရတော့မယ်လို့ထင်နေရလေကွာ။မင်းကတော့ထမင်းဟင်းတောင်ကောင်းကောင်းမချက်ပြုတ်တတ်ဘူးတဲ့။ရှင်ကရောဘာထူးလို့လဲ။ရှင်ကြတော့မလိန်ခဲ့တာရှိလို့လား။ ရှင်လဲအရင်တုန်းကဆိုရင်တော့ကအကြီးကြီးရှိမှအမြဲတမ်းဓပုံရိုက်ပြီးတော့ပုံတိတ်နေကြပဲလေ။ကျမလည်းအဲ့ဒီကအကြီးကြီးရှင်ပိုင်နေထင်လို့ကြိုက်ခဲ့တာ။ဒီကိုရောက်လာတော့မှရှင်မကအသေးလေးပဲရှိရဲဆိုတော့သိခဲ့ရတာ။အေးဟုတ်တယ်လေ။ဒါပေမဲ့ငါလည်းပြောခဲ့တာလည်းမရှိပါဘူး။အဲ့ဒီကငါကားပါဆိုပြီးတော့ငါဘယ်တော့မှပြောခဲ့လို့လဲ။ငါတငယ်ချင်းနဲ့အပြင်သွားနေရင်လည်းငါသူနဲ့အတူတူဓပုံရိုက်ပြီးတော့တင်ထားတာ။မင်းဟာမင်းရှောက်ထင်နေရအောင်ငါဘယ်လိုလုပ်ပေးရမလဲ။ကဲကဲကဲထားပါတော့ထားပါတော့။အခုဘာလုပ်ရမလဲ။ ကျမဘာမှမလုပ်ဘူးဆိုရင်တော့အမေကကျမကိုစုလိုက်မယ်အမြန်ပြုံးသူတို့တယောက်စကားပြောနေခဲ့တဲ့အချိန်ရောက်ခမဖြစ်သူရောက်ရှိလာခဲ့ပါတယ်။ဘာလို့နေရာလဲချွေးမလေးနင်ကုချိန်ထိဒီမှာပဲရှိနေသေးရလားဒီနေ့ကနေပထမဦးဇော်မီဖို့ကန်နေဝင်ရမယ်နေမှာမောက်အချို့ပွဲတစ်ခုကိုလည်းပြင်ဆင်အောင်ဟလိုဝါလေးပါလေတမျိုးထိုးလိုက် ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမေကျမလုံလိုက်ပါမယ်နော်ရောက်ခမကတော့အမိတ်ဘေးဘီရဲ့နာမှာထွက်ခွာသွားခဲ့ပါတယ်ဒုက္ခပဲကျမဘာလို့ရမှာလဲဟလိုဝါထိုးပါတဲ့ ဟလဝါဘလို့ထိုးရလဲဆိုတော့ကျမတခါမှမြင်တော့မမြင်ဘူးအခုဘလို့မျိုးလောက်ရမှာလဲဒုက္ခပဲဒုက္ခပဲငါအတော်လေးကိုစိတ်ညစ်လာပြီအခုဒီပြဿနာကိုဘလို့ဖြေရှင်းပြရမလဲမင်းဘာမှမလုပ်တတ်ဘူးဆိုတော့ကိုသားအမေတိသွားလို့ရှင်တော့အမေရငါ့ကိုကောင်းကောင်းစူတော့မှာကဲသွားသွားသွားမိဖို့ခံနေအမြန်ဆုံးသွားပြီးတော့ထမင်းဟင်းချက်ပြုတ်ချင်အောင်စောင်းနေလိုက်တော့ငါအပြင်ကနေပြီးတော့ပဲထမင်းဟင်းတွေအားလုံးကိုမှားထားပေးလိုက်တော့မယ်ရိုဟန်တို့လည်းသူရဲ့မိန်းမဟုတ်ကဲတင်ပေးဖို့အတွက်တခုမဟုတ်တခုကြံစီရပါတော့တယ် သူလည်းအပြင်ကနေပြီးတော့ပဲထမင်းဟင်းတွေအားလုံးမှားလိုက်ပါတယ်အချိုပွဲကိုလည်းတခါတည်းထင်းမှရပါတယ်သူမချက်ပြုတ်လို့ပြီးပြီဆိုတဲ့ပုံစံနဲ့ထမင်းဟင်းနဲ့မုတ်တွေအကုန်လုံးကိုအိုးရဲပြောင်းထည့်ပြီးယူလာခဲ့ပေးပါတယ်ချွေးမလေးအရသာရှိလိုက်ကြငါတို့ရက်ွက်ထဲမှာဝယ်စားနေကြဟလဝါနဲ့အရသာတပုံစံတည်းပဲတည်လာတတော်စားကောင်းတယ်နေတော့ဆွေမျိုးတွေဘာတွေတော်တာတော့မဟုတ်ပါဘူးနော်မဟုတ်ကြမေရဲ့ကျမတို့ဆွေမျိုးမတော်ဆက်ပါဘူးကျမအကောင်းမှုအဆုံးစိုက်နှစ်ပြီးတော့လှုပ်ထားတာလေ အရင်နေ့မှာတော့ရိုဟန်ကသူ့ရဲ့မိန်းမကိုကယ်တင်ပေးခဲ့ပေမဲ့ဒါရီကရက်အကြာအကြီးတော့ကယ်တင်ပေးလို့ရမှာမဟုတ်ဘူးလေ။တခါတလေကျရင်ရိုဟန်ကိုယ်တိုင်မိဖို့ဂန်နဲ့ဝင်လာခဲ့ပြီးထမင်းဟင်းချက်ပြုတ်ပြင်ဆင်ပေးသွားပါရီ။တခါတလေကျရင်သူမကိုယ်တိုင်ပဲ YouTube ကဗီဒီယိုတွေကိုကြည့်ပြီးတော့ထမင်းဟင်းချက်ပြုတ်ပါရီ။ပေးပန်းလိုက်တာထမင်းဟင်းချက်ပြုတ်နေနဲ့ခေါင်းတော်မှာအရင်အကိုက်လာပြီးနောက်ထပ်နေ့ရက်ကြာမြင့်သွားခဲ့တဲ့အခါမှာနှစ်ယောက်သာ honeymoon ခီးထွက်ခွာသွားခဲ့ကြပါရီ။ဒီနေရာလေးကတကယ်အရင်အောင်လှပါရီ။ကျမကတော့တကယ်အရင်သဘောကျရတယ်ဒီလား။ကျမတို့အပြင်လေးပေါ်လေသွားကြမယ်လေ။ ဝယ်စရာချမ်းစရာတွေကလည်းများကြီးရှိသေးရဲ့မလား။တယောက်တော့ဈေးထဲမှာရှောက်သွားကြပါရဲ့။အန်ဂီတာလည်းလိုအပ်တာတွေအားလုံးကိုလိုက်ဝယ်တာပေါ့။ရိုဟန်ကတော့အိတ်တွေကိုလက်နှစ်ဖက်အပြေကင်ထားရပါရဲ့။အချစ်ကလေးရဲ့ဒါကိုလည်းကင်ပေးပါအောင်။ဒီမှာကြည့်ပါဦး။ငါရဲ့လက်နှစ်ဖက်လုံးမှာအပြေကင်ထားတာပဲလေ။နောက်ထပ်ငါဘလို့ကင်ပေးရမှာလဲ။မင်းမလည်းလက်ကအလက်ကားကြီးရှိနေရပဲ။ကင်ပါလား။ကျွန်မလက်သေးဆက်ထားလို့ပါရှင်ရလေ။ကျွန်မလက်သေးတွေကျိုးသွားလို့ရှင်ဘလို့လုပ်မလဲ။ရှင်ပဲဒါလေးကိုတစ်ချက်ကင်ပေးအောင်နော်။ ကြည့်ပါဦးအချစ်ကလေးရဲ့ဒီနေရာလေးကအတော်လေးသာတာပဲကျမကဒီနေရာရဲ့အနောက်ခံ background အရန်ကြိုက်တယ်ဓာတ်ပုံရိုက်ပေးကျမတို့နှစ်ယောက်ဒီမှာဓာတ်ပုံအတူတူရိုက်မယ်လေပြီးတော့ online ပို့တင်ကြတာပေါ့ကျမတို့ AI နဲ့ဓာတ်ပုံအပြင်ပြီးမှတင်ကြမယ်လေအဲ့ဒါဘလို့ကြီးလဲပြမယ်ပြမယ်ရှင်းမသိဘူးဆိုရင်တော့ကျမပြမယ်ဒါက Ghibli Photo ဆိုပြီးတော့ခေါ်တယ်လေ Instagram မှာ Facebook မှာအရင်ကခေတ်စားနေတာလူတိုင်းလူတိုင်းကသူရဲ့ဓာတ်ပုံတွေကိုဒီပုံစံအတိုင်း AI နဲ့ပြောင်းပြီးတော့တင်နေကြတာကျမလည်းကျမတို့နှစ်ယောက်ဓာတ်ပုံရိုက်ပြီးတော့ ကီဘလီဖိုတိုတင်ကြမယ်နော်လာပါလာပါတပုတ်အတူတူရိုက်မယ်ရိုဟန်ကတော့အိတ်တွေအများကြီးကင်ထားပြီးလပင်းမပါအိတ်တလုံးကိုချိတ်ဆွဲထားရပါသေးတယ်ဒီပုံစံအတိုင်းပဲသူမကတော့တပုံရိုက်ခဲ့ပါတယ်သူမအိမ်ကိုရောက်တာနဲ့တပုံကိုချက်ချင်းပြလိုက်ပါတယ် ChatGPT ကထုတ်ပေးလိုက်တဲ့တပုံကိုတွေးတာနဲ့သူမတော်တော်လေးအံ့အားသင့်သွားပါတယ်အကီတာရဲ့ချက်ပုံကလှလှလေးထွက်လာခဲ့ပေမဲ့သူ့ယောက်ျားကတော့မြီးတစ်ကောင်လိုဖြစ်နေပါဗျ။အိုဖျားသခင်ဒါဘလို့တပုံကြီးလဲဘလို့တပုံကြီးထွက်လာခဲ့တာလဲ။ရှင်တပုံကအလွဲကြီးအေးဟုတ်တယ် ငါအရန်ပြောချင်နေခဲ့တဲ့စကားကိုမင်းရဲ့ AI ကပြောပြနိုင်သွားခဲ့ရပဲ။ငါဒီနေ့မင်းအနောက်ကိုလိုက်နေလိုက်နေတဲ့ငါကငါတလိပ်ဆန်တကောင်လို့ပဲခံစားရတယ်။အနောက်ကနေပြီးတော့ငါအထုပ်တွေလိုက်ဆွဲရလိုက်တယ်ရတကောက်ကောက်လိုက်ရနဲ့မင်းကတော့အေးအေးဆေးဆေးပဲ။လောက်ထပ်ပြီးတဲ့အချိန်ကလေးကမနက်မောလင်းကနေညမောချုပ်သွားတဲ့အခါကြီးဒီပုံစံကြီးပဲလုံနေရတာမဟုတ်ဘူးလား။မင်းကောနည်းနည်းလေးစာနာတနာပေးခဲ့လားညတာပေးခဲ့လား။နားလည်မှုကိုမရှိဘူးလက်ထပ်မိရမှားတာပဲ။ မင်းတို့အမေရဲ့လက်ထက်ကကဲတင်ပေးဖို့အတွက်ထမင်းဟင်းချက်ရတယ်အဝိရှော်ရတယ်ကောင်းအောင်လည်းနှိပ်ပေးရသေးတယ်လက်မထက်တာမပိုကောင်းအောင်ပဲလက်ထက်လိုက်တော့မှပဲတလေးဆန်တကောင်ဖြစ်သွားတော့တယ်ဒီချိန်မှာအန်ကီတာကလည်းသူဘလောက်တောင်မှမှာရှင်သွားလဲဆိုတာသဘောပေါက်နားလေသွားပါရဲ့ဒါကြောင့်သူလည်းသူ့ယောက်ျားကိုတောင်းမှလိုက်ပါရဲ့လေရချပြီးနောက်အင်ကိုပြန်လာခဲ့ပြီးသူမထမင်းဟင်းတိတ်ချချက်ပြုတ်တောင်းတင်ပါရဲ့သူလည်းအလောက်တွေအလုံးကိုကိုရိုင်းပဲလုပ်ပြီးဘဲသူကမှမခိုင်းကြပါဘူးယောက်ျားနဲ့ယောက်မကိုလည်းသူမအကောင်းကောင်းကယူဆိုင်ပေးပါရဲ့ဒါကြောင့်အားလုံးပျော်ရွှင်စွာနေထိုင်သွားနိုင်ကြပါရဲ့